ရဲရဲအောင်နဲ့လက်မထမ်းမိလို့အိမ်အောက်ဆင်းလိုက်ရုံနဲ့ဟော့ပေါ့ပိုင်ရှင်ဖြစ်နေကြွားလုံးထုတ်လာတဲ့သင်စာနယ်ဝင်အခုချိန်မှာတော့ရဲရဲအောင်တယောက်ကတကိုယ်ရဲသမားဖြစ်နေတာဖြစ်ပြီးမိမတွေဆိုရင်တော့ဝေးဝေးရှောင်နေတာပါမိကလေးတိုင်းရဲ့အသေးစွဲယူပါဖြောက်တဲ့အစိုးရဖြစ်ပေမဲ့လည်းသူ့ရဲ့ကိုယ်ပိုင်အခြေစလန်ကတော့အမြဲတမ်းကြံရည်ခဲ့သူပါရဲရဲအောင်ကတော့သူနဲ့ပတ်သက်တဲ့မိမတိုင်းကိုအချစ်စနဲ့ချစ်ခဲ့ပေမဲ့မိမတွေကတော့ငွေနောက်ကိုပဲလိုက်ကြတယ်လို့ပြောဆိုခဲ့ပါတယ် ရဲရောင်ရဲ့အခြေဟောင်းတွေကတယောက်ဖြစ်သူတင်စာနယ်ဝင်ကတော့သူမရဲ့အိမ်အောင်ရေကန်ကောင်းမှုကိုထုတ်ကြွားခဲ့တာပါ။မင်းသမီးတင်စာနယ်ဝင်လက်ထပ်လိုက်တဲ့ယောက်ျားကတော့မြန်မာပြည်ရဲ့ hot spot ဆိုင်တွေဖြစ်တဲ့ဂျိုဂျိုဟော့ပေါ hot spot city စတဲ့စတဲ့ဆိုင်တွေရဲ့ဆိုင်ဖက်ရှင်တထေးဖြစ်နေတယ်လို့သိရပါတယ်။အခုလိုမျိုးသူမအိမ်အောင်ရေကန်ကောင်းမှုတွေကလည်းအစောတော်ရဲရင်အောင်နဲ့ဇလံမစက်ခဲလို့သာဖြစ်တယ်လို့ပြည်သက်တွေကတော့ပြောဆိုနေခဲ့ကြတာပါ။လူတွေဝမ်းပျော်ခံရတာကြောင့်အရေးပေါ်ဈေးရုံတင်လိုက်ရတာကတော့ ပရဟိတမင်းသမီးကြီးခိုင်နေဝေပါအစောပိုင်းမှာတော့ခိုင်နေဝေဟာမြန်မာနိုင်ငံရဲ့ပရဟိတမိခင်ကြီးဖြစ်တဲ့တင်စားခံရရသူပါအထူးသဖြင့်ခိုင်နေဝေဟာတော့ရင်းသွေးလေးများကိုဆောက်ရှောက်ကမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့သဘာဝဘေးရန်တွေသဘာဝဘေးရန်ဆိုင်ရာမှာလဲပရဟိတလုပ်ငန်းတွေကိုစူးစမ်းတမန် ဥဆောင်ကူညီပေးနေသူလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းပြီးခဲ့တဲ့ရက်ပိုင်းမှာတော့လူတွေကလေးစားအားကျခံရတဲ့ခံနေဝယ်အတွက်တော့လည်းပြက်စရာကိစ္စတခုပေါ်ပေါက်ခဲ့ပါတယ်။အဲ့ဒါကတော့မလွှဲမိတဲ့ငွေသိန်း30ကိုပြန်လည်းမပေးတဲ့ကိစ္စပါ။အထက်ပိုင်းရှင်ကလည်းခံနေဝယ်ဟာပရဟိတဖောင်ဒေးရှင်းကိုဝေဒီမလွှဲပြီးမှတသက်အထောက်အထားဆောင်နေစွာနဲ့ပြန်လာတောင်းခိုင်းပေမဲ့ခံနေဝယ်ကတော့အကြောင်းမျိုးမျိုးပြကမပေးခဲ့ပါဘူး။ဒါကြောင့်မလို့လေလူတွေကခံနေဝယ်အပေါ်မှာအမျိုးမျိုးဝေဖန်ခဲ့ကြတာဖြစ်ပြီး တနေ့တစ်တနေ့ကျမကျွေးဝါလာတဲ့ခန္ဓာဝိရဲ့အခြေတနေ့နဲ့တနေ့ကျမရေးဆိုးဝါလာတဲ့ခန္ဓာဝိရဲ့အခြေအနေနဲ့ခန္ဓာဝိရဲ့အခြေအနေနဲ့အတူတခြားသောပတ်ပေါင်းစုံများကဝေဖန်မှုတွေပြင်းထန်ခဲ့တဲ့အပေါ်မှာခန္ဓာဝိရဲ့ခြေသူကလည်းရိုင်းဆိုင်စွာဆဲဆိုခဲ့တဲ့အတိုင်းဖိုင်ကလည်းလုံးမကွန်ရမှာပြန်နှံ့လို့သွားခဲ့ပါတယ်။ဒါကြောင့်မလို့ခန္ဓာဝိဟာတော့အခုချိန်မှာစိတ်တိုက်ကစိတ်ယုံတပီစိတ်ကူတမှုစိတ်ယုံတပီစိတ်ကူတမှုတွေခံယူနေရတယ်လို့သိရပါတယ်။ ရှက်ကွင်းတစ်ခုမှာအလုသမားတစ်ယောက်ကိုမထင်ထားတဲ့ပုံစံနဲ့ဆက်ဆံခဲ့တဲ့ရှင်မွေဒီရှင်မွေဒီကတော့သယုတ်ဆောင်လောကတွေကိုအသက်၁၆နှစ်အရွယ်တွေကနေရောက်ရှိခဲ့သူပါသယုတ်ဆောင်မိုင်းလုံးကိုစလုပ်တဲ့ကတချိန်တုန်းအောင်မြင်ခဲ့သူဆိုရင်လည်းမမှားပါဘူးအနုပညာလောကမှာဆိုရင်တော့ချေမွန်လုံးတို့အဖြစ်နဲ့နာမည်ကြီးသူပါဒါကြောင့်မလို့လေသူမဆိုရင်တော့ ခေါင်းကနေခြေဆုံးခြေမိုးနှွသူဆိုပြီးတော့တတ်မှတ်ထားခြင်းခက်ခဲရသူပါ။သူမဟာတော့အိမ်အောင်ပြုတဲ့အခါမှလည်းသူများရေးစားကိုခက်ချစ်ချင်းနဲ့ပဲအရယူထားခဲ့တာလည်းဖြစ်ပါတယ်။ဝေဖန်မှုတွေကြောင့်နုပညာလုပ်တွေကိုရည်နာထားတဲ့ပြီးမှအခုချိန်မှာတော့နုပညာလုပ်တွေကိုစရိုက်ဆိုဆိုပြန်လည်ရိုက်ကူးနေခဲ့တာလည်းဖြစ်ပါတယ်။ဇာခာကြီးတကားကိုလည်းနေဘက်မှာအတူတူရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ရှူတဲ့ရိုက်ခွင်းကဗီဒီယိုဖိုင်မှာလည်းပရိသတ်တွေကိုခြားပြလေးရှိသူပါ။ ဲ့ဒီထဲမှာတော့ video file တကူမှာသူတို့နှစ်ယောက်ကတော့နေ့လယ်စာစားနေခဲ့တာပါသူတို့နှစ်ယောက်လုံးတို့